ကင်းဒီပြည်နယ်ကတိုက်ပွဲဖြစ်နေတဲ့နေရာတွေကိုမလိုအပ်ပဲခရီးမသွားကြဖို့ကင်းဒီမျိုးသားများကကွယ်ရေးတပ် KNDF ကအတိပေးထုတ်ပြန်ထားပါတယ်ဒီသတင်းကို Morris ပြပို့ထားပါတယ်ရှင် Okay ဘယ်ကြရှိလားလတ်လောတိုက်ပွဲတွေဖြစ်နေတဲ့လွိုက်ခေါ်ဒီမော့ဆိုဖလူဆိုမြို့နယ်ဘက်တွေနဲ့ခရီနီရှမ်းတောင်နယ်ဆက်ဖြစ်တဲ့ဖေကုံဘက်ချမ်းတွေမှာလေကြောင်းရန်ဒရုန်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးတန်တွေကြောင့်စစ်ရေးတရေရှိဖို့နဲ့မလိုအပ်ဘဲစစ်ဖြစ်နေတဲ့ဒေသဘက်တွေကို ပြည်သူတွေအနေနဲ့ခရီးသွားခြင်းမပြုလုပ်ဖို့ KNDF ဘက်ကအော်တိုဘာလ6ရက်နေ့မှာထုတ်ပြန်ထားတာပါလက်တလော်ဒီမော့ဆိုဖလူဆိုကားလမ်းမကြီးမှာတွာလာလှုပ်ရှားနေတဲ့စစ်ရင်တန်းကိုတော်လိုင်းရေးတပ်ပေါင်းစုကတိုက်ခိုက်ခဲ့ရာစကားတစည်းပျက်စီးခဲ့ပြီးအရာရှိလို့ယူဆရတဲ့စစ်သားတချို့သေဆုံးခဲ့တယ်လို့ထုတ်ပြန်ထားပေမဲ့ယာဒုအဆင့်ကိုတော့ဖော်ပြထားခြင်းမရှိပါဘူးအဲဒီနောက်ဖလူဆိုအမှတ်14တန်းမြင့်စစ်လေ့ကျင့်ရင်ကြောင်းကနေစစ်ကော်မရှင်တပ်တွေကဘလခဲဘက်ကိုဦးတည်လာတာကြောင့်တိုက်ပွဲတွေကြိုကြားဖြစ်နေတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ် ဒီမော့ဆိုဖရူဆိုကားလမ်းမကြီးမှာတိုက်ပွဲဝင်နေတဲ့စေရေးရင်းမြစ်ရဲ့ပြောပြချက်ကိုလုံခြုံရေးရအတန်အစားထုတ်ဖတ်ထားပါရခင်ဗျာဘောလခဲကနေသူတို့မက်ဆက်အထိဆက်လုပ်ဖို့ဒီဒီဇင်ဘာမတိုင်ခင် ဖားဆောင်ရယ်မက်ဆက်ရယ်သူတို့ပြန်ယူမဲ့သဘောရှိတယ်ဥခူရီရွာနဲ့ခေါပလော့ရွာကြားမှာလဲစခန်းတွေအခိုင်အမာခြားထားတာတွေတွေ့နေရတယ်အဲ့လိုစေရေးပြင်ဆင်မှုတွေတွေ့နေရတယ်ရှန်ဂရီနီနယ်ဆက်ဖေကုံမြို့နယ်တောင်စလုံးကျေးရွာဘက်မှာလဲစစ်တပ်နဲ့ PNO တွေတပ်ဖြန့်ထားပြီး အနီးနားကကျေးရွာတွေတဲ့လက်နက်ကြီးနဲ့ပြစ်နေသလိုမိုးပြဲမြို့ထဲမှာတက်ဆွဲထားတဲ့စစ်တပ်ဟာမြို့ပြင်ထွက်ဖို့ကြိုးစားနေတဲ့အတွက်တိုက်ပွဲထိတွေ့မှုတွေကနေစဉ်ရှိနေပါတယ်စစ်တပ်ရဲ့လက်နက်ကြီးကြောင့်အော်တိုဘာလ3ရက်နေ့မှာအသက်10နှစ်အရွယ်ကလေးနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ KNDF ကထုတ်ပြန်ကြမှာပါရှိပါတယ်လက်ရှိဒီမော့ဆိုမြို့ရဲ့ဒေါငန်ခါရက်ွက်နဲ့တနန်းဥကွန်ကျေးရွာတွေကိုစစ်ကြောင်းဝင်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေပြီးနမခုံဘက်ကနေလဲစစ်ကြောင်းတစ်ကြောင်းထပ်ဆင်းလာနိုင်တဲ့အတွက်တိုက်ပွဲတွေကိုစောင့်ကြည့်နေရတယ်လို့ဒီမော့ဆူမျိုးခံတအူက DPP ကိုပြောပါရယ် နာနာမကောပြန်မလဲသူတို့စီချောင်းထူပူတဲ့ပြစ်စင်းနေရတာနဲ့ဘယ်မှာနေပင်ပုံးတော့မှရေရေရုပ်လုံးနေပြီတဲ့ဒီနေ့၃ရက်မှအဲ့လိုမျိုးလဲပြီးနေရတာပေါ့နော်အဲ့တော့နာမကောတော်မူပြည့်တီဒီလမကြီးအတိုင်းအဓိကလဲအရင်ယူမိတဲ့နေ့တိပုံကတော့ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကလွိုက်ခေါ်မြို့နယ်အရှိဘတ်ချန်လိုင်လင်းလင်းဒေသတွေကလင်းဖုန်ကြီးကျွေးရကိုစစ်တပ်စစ်ကြောင်းဝင်လာလို့တော်လိုင်းတပ်ပေါင်းစုတွေနဲ့တိုက်ပွဲ၃ရက်အပြင်းထန်ဖြစ်ခဲ့ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာစစ်တပ်ရဲ့ဒရုန်းကြောင့်ရဲသားတယောက်ဒဏ်ရာရခဲ့တယ်လို့ KNT ရဲ့ပဲထုတ်ပြန်ကြမှာပါရှိပါတယ်ခင်ဗျာကျွန်တော် Morris ပါ thank you